ကြိုက်တဲ့လူဝယ်လိုက်ဘယ်သူမှမဝယ်လဲအရေးမကြီးဘူးဒါပေမဲ့ယာတီကောင်ဖလားယူလာတယ်မယူလာနိုင်ရင်လစ်လိုက်တော့ဒါပဲဒီ transfer market မှာ arsenal အတွက်အလိုချင်ဆုံးအရာဒီတကောက်ပဲဟုတ်တိုက်စစ်ပိုင်းအတွက်ဆိုလို့ရှိရင်တိုက်စစ်မှုတယောက်ခေါ်မယ်ဆိုရင်ကြိုက်တဲ့လူခေါ်ဘာဖြစ်လို့ဆိုနီးပြောင်မယုံဘူးကွာကြီးဆောင်ရမ်းများတယ်ဆက်စကိုလို့လို့သူတို့အတန်ထုတ်လို့ဒီကစားသမားတွေကအဲ့လိုတွေဖြစ်သွားတာသူကသူဝယ်ရင်လဲဝယ်လိုက်အဲ့တော့ ရိုဒရီဂိုရောက်စေချင်တယ်ကွာဘာဖြစ်လို့လဲဆိုတော့ရိုဒရီဂိုလိုမျိုးပလေယာတယောက်လိုအပ်တယ်လို့ခံစားရတယ်ဒရီဘလာဖြစ်တယ်ဝေါ်ကလပ်ဖြစ်တယ်ကြံတဲ့အပိုင်းမှာရိုဒရီဂိုမရောက်ရင်နီကိုဝီလီယံရောက်နီကိုဝီလီယံကတော့ပိုခတ်မယ်ထင်တယ်အာဆင်နယ်ရောက်ဖို့အဲ့တော့ရိုဒရီဂိုရောက်ရပြီကြံတာတိုက်စစ်မှုကြိုက်တဲ့လူဝယ်ဝယ်ဝက်ကင်းမဲ့ဝယ်ဝယ်ဘာပဲဝယ်ဝယ်ဘာဖြစ်လို့လဲဆိုတော့ तू ကအရန်ကြီးများလို့သူ့ရဲ့လောက်ရဲ့ကံရုံကြည့်မှာကွာတိလားမင်းတလောက်ကြီးများတယ်အဲ့တော့မင်းကြိုက်တောင်မင်းဝယ်လိုက်အဓိက transfer ဓာတ်ဆိုင်ဖလားယူဖို့ပဲအရင်တော့ဆိုခံစားရတယ်ဟို player လေးကိုရောက်စေချင်တယ်ဒီ player လေးကိုရောက်စေချင်တယ်အဲဘာဖြစ်လို့လဲဆိုအတင်းကပြောင်းလဲဆိုအဓိကကနီးပြငါတို့အတင်းပြောင်းလဲမှုအားလုံးရဲ့ခေါင်းထဲမှာရှိတဲ့နာနီးပြသဘောပေါက်တယ်မလားစောက်ကြီးစောက်ရဲများတယ်ကွာဟိုပြောရမယ်ဆိုလို့ရှိရင်ဟိုနီးပြဒီဟာဖြစ်တယ်ဟိုဟာဒီဟာဖြစ်တယ်ဒီဟာဖြစ်တယ် electric နီးရပိုလိုလေပတ်မှရမယ်လေးပါတယ်အဲ့ဒါတွေမကြားကျင်တော့နီးပြတိုင်းမှာ motivation ဆိုတာရှိတယ်နီးပြတိုင်းမှာအတင်းအတွက်ကို အဲ technique ပိုင်းဆိုတာရှိတယ်နီးစက်နဲ့ပိုင်းရှိတယ် motivation ရှိတယ်အရာအားလုံးရှိတယ်ဟိုဘောလုံးကအစားဟိုဘောလုံးနဲ့ကန်အဲ့ဒါမျိုးတွေဟိုပြောမှဆိုရင်တော့တော်တော်လေး fed up ဖြစ်နေစိတ်ကုန်တယ်ကွာသိလားအဲ့တော့အဲ့ဒါတွေမပြောလို့တော့ဘူးတိုက်တဲ့လူဝယ်လိုက်ဘယ်သူမှမဝယ်လဲအရေးမကြီးဘူးဒါပေမဲ့ယာတီကုန်ဖလားယူလာတယ်မယူလာနိုင်ရင်လစ်လိုက်တော့ဒါပဲအခုအခုအချိန်မှာထုတ်ထုတ်မလားဆို အခုအချိန်မှာနီးပြတယောက်ကိုထုတ်မလားမင်းဟိုဘာလဲအာတီတာကိုထုတ်ပြီးတော့ မင်ကြိုက်တဲ့နီးပြတ်တယောက်ခန့်ဆိုသူထုတ်ပြီးတော့ဟန်စီဖလစ်ကိုခန့်လိုက်ဒါပဲဘာဖြစ်လို့ဟန်စီဖလစ်ကိုခန့်တာလဲဆိုတော့သူထက်ဆာလို့ရှိရင်ဂျင်းနဲ့ကြက်ထဲမှာလုံးဝကန်ရင်ပုံလုံးပြနိုင်တယ်လို့ထင်လို့ကောသိလား revolution တွေကိုမြင်ရတယ် arsenal ဒီလိုမျိုးဖြစ်အောင် artita လုပ်ပေးတယ် respect ဖြစ်တယ် thank you ဖြစ်တယ်ဒါပေမဲ့ revolution တစ်ခုလုပ်တဲ့နေရာမှာအချင်းတူတူနဲ့ငွေကြေးမရှိဘဲနဲ့ထီထီရောက်ရောက်လုပ်ပြတာမျက်လုံးထဲမှာမြင်တာ anti flick ကိုမြင်တယ်အဲ့ဒါကြောင့် ညီလေးရောဘယ်လိုထင်လဲအကိုပြောတဲ့သုံးသက်ချက်ကိုငါမှားနေလားကျွန်တော်ကအကိုပြောတာလက်ခံတယ်ဗျအာဆနယ်ကဒီတိုက်စစ်မှုတွေပါရတော့ဒီနီးပြကတော့ပို့ပြီးတော့သူကသူ့လိုချင်တာအရင်ကြီးများရဗျဟိုငကောဆိုရင်လည်းသူ့လိုချင်တဲ့ကောင်မမေးရမယူဗျအခုဆိုရင်လည်းဟိုအဂဝါဒရိုက်တာဂိုက်ကိုရက်ကိုပို့ကြိုက်တယ်သူကဆက်ကိုပို့ကြိုက်တယ်ဒါပေမဲ့ဟိုကစားပုံနဲ့ကျတော့ ျွန်တော်ထင်မို့နော်ဆက်စကိုကတော့အာဆင်နယ်ကစားဖို့နည်းနည်း link up play ပဲဆော့ဖို့ပို့လိုက်မယ်လို့ခန့်စားရတယ်။ဘိုက်ဂိုရက်ရှော့ဒီကောင်ကဟို counter attack တွေပဲဆော့ရဲ့ချိန်ညာပို့အဆင်ပြေမယ်လို့ထင်တယ်ဗောနော်။ဟုတ်ဘာနဲ့တူလဲသိလား။ဟိုမိမသွားယူဖို့မိမသွားတောက်ဖို့ကွာသိလားမိမဆော့တပွဲကြီးစားတကားသွားပြောဖို့ဆောက်ပစိုးကြီးများနေတာကွာဒီရောင်ဟွာဖြစ်တယ်ဟိုရောင်ဟွာဖြစ်တယ်အဲ့လိုဆောက်ချိုးဖြစ်နေတာကွာသိလား။ ဟိုမင်းကြိုက်တာဝက်သွားလိုက်ကွာမင်းဘာမှမဝက်ပဲနေကပ်ပဲသွားသွားမင်းမမင်းအမှန်ကန်ကြီးလုံးဝအပြည့်စုံကြီးတကိုယ်လုံးကို brush အပြည့်ဆင်ပြီးပဲသွားသွားအဓိကဒီဆော့မင်းဇီကားသွားပြောလိုက်ကြိုက်လာတာလိုချင်တာဒါပဲသူပုံစံအဲ့လိုမျိုးဟာဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်ပြီးွားရင်စင်မပြေဘူးအဲ့လိုမျိုးအဲ့တော့ဟို link up play သူကသူကြိုက်တာကစားကွာသိလားဒီနေ့မှကစားပုံလဲဘာမှမဝေပန်အဓိကလိုချင်တာဖလားပဲဒါပဲသိလားဒီနေ့မှအခု list ဆိုလို့ရှိရင်လဲလစ်လိုက်ဒါပဲ Hansi Flick လို့နီးပြအောင်ဘာဖြစ်လို့ Hansi Flick Hansi Flick ဖြစ်လဲဆိုတော့ Hansi Flick လဲလာရင်ကောင်းရင်ချီးကျူးမယ်မကောင်းရင်ဒိုးဟိုင်းမှာဘာဖြစ်လို့လဲဆိုတော့ Hansi Flick ရဲ့အတင်းကိုကင်တွဲပုံအတင်းထွက်တဲ့ impact ကတိလား Real Madrid ကိုရှင်ပြီးထိုးနေတာဒါပေမဲ့ဟိုဘက်မှာတော့ La Liga ကတော့ဒီ Premier League ထက်စားလို့ရှင်ပို့ပြီးတော့နည်းနည်းလေးချောင်ချောင်တောင်ရှိတယ်။ဘာလို့ဆိုအဓိက main point Real Madrid, Atletico Madrid, Bilbao, Real Sociedad တလောက်ပဲ။ Premier League ကတော့ပိုကြက်တယ်။ဒါပေမဲ့သူ့အသင်းကြီးဖြစ်သွားတာသိတယ်မလား။ အတင်းရဲ့ impact ကစားသမားတွေကိုဆွဲထုတ်တာလူတိုင်းမြင်တာလာမေးရမဲ့ပဲမြင်တယ်ပက်ထရီပဲမြင်တယ်ကျန်တဲ့ကစားသမားတွေအများကြီးကဆာရိုရိုဘာနဲရိုတိရမလားကူဘာစီရို နော်ကိုဘာလ်ဒီတို့မာတင်တို့အဲ့လိုကစားသမားတွေကိုစွဲထုတ်တာသိတယ်မလား injury prone နဲ့တတ်တလုံးညစ်နေရတယ်၄၅နှစ်မှညစ်နေတယ်ဒီကြောင်လုံးဝကိုတန်ရပြန်လာပြီးကြိုဆိုတဲ့ပုံအတင်းမှာတုံးတာ over prime ဖြစ်နေတဲ့ Lewandowski ရှီကနေရတာလေးယူတာ Rafin ဟာလိုကစားသမားမျိုး impact ထုတ်အောင် Xavi ထက်ဆိုင်ပို impact ထွက်တယ် Hansi Flick လက်ထက်မှာအဲ့ဒါမျိုးတွေလိုချင်တာ transfer budget ကဒီ Danny Olmo တယောက်ထဲနဲ့လှုပ်သွားတာအဲ့တော့နောက်ပြီးတော့တခါဒုတိယပိုင်းမှာလူလဲတာတွေဒါလေးတွေကိုပို့ကြိုက်တယ်ကွာ အဲ့တော့အာတီတာကိုကအဖြစ်ချင်းဆုံးကအာတီတာကိုဖလားရစေခြင်းနဲ့အောင်မြင်စေခြင်းနဲ့ပြီးမင်းမမင်းယူထားခြင်းလဲထဒါပေမဲ့ तू အဲ့လိုဖြစ်ဖို့အတွက်ကိုဒီမှတ်တိုင်ကို तू မရောက်နိုင်ဘူးလို့ခံစားရတယ်အဲ့ဒါပဲမိခင်မှာအာဆင်နယ်ရဲ့လေတိလာအာဆင်နယ်ရဲ့ဟို comment လေးကိုကျွန်တော်ဖြေပေးတာပါအာဆင်နယ်နီးပြအာတီတာရဲ့လုတ်ပိုင်ခွင့်ကလက်ရှိမှာ Pep Guardiola ရဲ့ပြီးွားလို့ရှိပြီ Premier League မှာ မန်စီးတီးရဲ့ပက်ဂွာဒီယိုလာမန်စီးတီးမှာမိန်းမဲ့ဗျာပြီးွားလို့ရှင်သူ့ရဲ့လုံပိုင်ခွင့်ကအကြီးဆုံးပဲဂွာဒီယိုလာကမန်စီးတီးမှာသူလုံချင်တာကိုသူစိတ်ကြိုက်လုံပိုင်ခွင့်ရှိတယ်လို့သူ proven လဲပြတာပြီအာတီတာဒီပရီးမီးယားလိမှာအာနီစလော့ထက်ဆိုင်ပို့ပြီးလုံပိုင်ခွင့်ရှိတယ်အဲ့လိုပဲအမိုရင်ထက်ဆိုင်လည်းပို့ပြီးလုံပိုင်ခွင့်ရှိတယ်အဲ့လိုပဲချယ်ဆီနီးပြမာရက်စကာထက်ဆိုင်လည်းပို့ပြီးလုံပိုင်ခွင့်ရှိတယ်ညူကာဆယ်နီးပြ အဒီဟော်ဝီထက်ဆိုင်ရင်လည်းပိုပြီးလုံပိုင်ခွင့်ရှိတယ်။အက်စတွန်ဗီလာရဲ့ Unai Emery ထက်လည်းပိုပြီးလုံပိုင်ခွင့်ရှိတယ်။ပိုပြီးငွေကြေးအင်အားလည်းအနောက်ကဆပ်ပုတ်တယ်။ဒါပေမဲ့မဖြစ်လာတာ။သိလား။အရင်တော့အီဒူးညံလို့ဆိုပြီးတော့ပြောပြီးအီဒူးလည်းမရှိတော့ဘူး။အခုအန်ဒရီယာဘာတာနဲ့အဲ့တော့ तू လုံ။ဒါပေမဲ့ तू ဘလောက်ပဲလုံလို့ဘလောက်ပဲမလုံမလုံလူတွေဝယ်လိုက်သည်ဖြစ်စေမဝယ်လိုက်သည်ဖြစ်စေဒါကိုကျွန်တော်ဖီမထားဘူး။ကျွန်တော်ဒီအဓိကအဓိအာဆင်နယ်အသင်းဒီဖလားဘလို့ရဖို့အတွက်ကိုဘလို့ဖလားရမလဲ။ revolution တခုမှဖလားဘလို့ယူမလဲသိတယ်မလားဒါဆိုရင်ဘောလုံးလောကရဲ့ revolution တခုပဲ arsenal နီးပြတွေပြောင်းတယ်နီးပြအသက်ခန့်တယ်အခုဒီသူ့ရဲ့ era မှာ तू ဘလို့မျိုးဖလားယူမလဲဖလားယူဖို့အတွက်တမှတ်တိုင်ပဲလိုတာကို तू ဗျာဗျာများနေတယ်ဒါကို तू ဘလို့လုပ်မလဲအဲ့ဒါကိုပဲကြည့်မှာဒါပဲအဓိက premier league champion league champion league ကတော့တမိုင်းဆင်လာမှာလဲ arsenal မှာယာယူထုံးစံမရှိခဲ့ဘူး तू လက်ထက်မှာ तू ရသွားမလားဒါမှမဟုတ် premier league ရသွားမလားကြိုက်တာယူ မဟုတ်ရင်တွားလိုက်အဲ့လိုမျိုးပဲပေါ့ကျန်တာ तू ကလုတ်ပိုင်ခွင့်လုတ်ပိုင်ခွင့်နဲ့ရထားတဲ့လစာကဘာနံပါတ်၄ဘာဖြစ်လို့၄ဖြစ်သွားဆိုအရင်တော့3အခုအင်ဇာဂီကိုစောက်တီကပေးတဲ့ပတ်စံကြော်တက်သွားလို့ तू က၄ဖြစ်တာဒါပဲ तू အပေါ်မှာဥရောပမှာကစားနေတဲ့နီးပြားတွေမှာလစာပိုကောင်းတာဆိုလို့ဂွာရီယိုလာနဲ့ဆီမီယိုနီပဲရှိတာအဲ့တော့ तू အနေနဲ့ဒါကိုဘယ်လိုလုပ်မလဲပရီးမီယာလိမှာလစာဒုတိယအများဆုံးနီးပြားဗျာအချိန်နဲ့9နှစ်ခွဲဆိုတာတော်တော်လေးကိုရနိုင်ပြီလို့ထင်တယ်အဲ့တော့ तू ပြတော့တခုခု ကျန်တာဘာမှမပြောလို့တော့ကျွန်တော်တို့ဟိုအရင်တော့ဘယ်လိုလုပ်ပေးခဲ့တာဒါတမိုင်းတက်လျှောက်လုံးမှာဘယ်နည်းပြဘယ်လို revolution လုပ်တာမပါဘူးဘယ်နည်းပြဖလားယူခဲ့တာပဲပါမှာအဲ့တော့သူ့ရစေခြင်းလေသူလည်းလုံနိုင်မယ်လို့ခံစားရတယ်ဗျာဒါပေမဲ့အဲ့ဒီယုံကြည်မှုအလုံးပြီးခဲ့တဲ့ရာသီမှာကျွန်တော်ရှိမှမရှိဘူးအခုထုတ်မယ်ဆိုလဲ AC ပဲအခုမထုတ်ဘူးဆိုလဲ AC ပဲအဲ့တော့အဲ့တော့ဒါကကျွန်တော် comment လေးကိုဖြည့်ပေးတာပါ အတီတာဟာလေဒီယာဒီကျွန်တော်တို့လီဗာပူးဒီနှစ်ရောယာဒီ ਨੇ အခုဒီလာမဲ့ယာဒီကအာဆနယ်အတွက် သူဖလိုက်ဝေးကိုချန့်စကောင်းဆုံးယာဒီနှစ်ခုလို့ကျွန်တော်ထင်တယ်ဗျာဟုတ်လဲဆိုသူအဲ့ရတွေမပြောလို့တော့သူပလင်မယားလေးဖလားယူလိုက်ဘာယာဒီမှာပဲယူယူတိလာဟိုဥပမာကမန်ယူရဲ့ချက်စီးရဲ့လီဗာပူးရဲ့မန်စီးတီးရဲ့အဲ့လေးတင်းလုံးကဟိုး30အောက်ကိုခြေစွမ်းနေကြပြီးတော့သူအောက်ကကလေးနဲ့ပဲယူယူကြိုက်တာယူဖလားရဖို့ပဲပရီးမီးယားလိဂ်ော်ချန်ပီယံလိဂ်ဒါပဲအ ကစားနီးပြောက်အောက်ဖို့အတွက်အင်ဖို့အတွက်ကျွန်တော်တို့တွေတာမန်လူတွေပုံမှာဘာမှအစွမ်းအားမရှိတဲ့ပုံမှာကျွန်တော်တို့ကတုံးတက်တာနီးပြောက်လားဟိုဘယ်လိုပြောရမလဲဆိုတော့ဒီနီးပြောက်ဟိုဟာဖြစ်တယ်ဒီနီးပြောက်ရဲ့လိုအပ်ချက်ကျွန်တော်တို့အာတီတာကောင်းဖို့အားပေးနေတာမဟုတ်အာဆင်နယ်ကောင်းဖို့ပဲအာတီတာဖလားယူလိုက်ဗျာဖလားယူပြီးတော့သူဒိုးွားလဲဝမ်တာသူဆက်နေလဲဝမ်တာအဓိကဖလားယူဖို့ အဲ့ဒါယူဖို့အတွက်ကိုသူ့မှာဟိုဘယ်လိုပြောမပြီးနိုင်တော့ကျွန်တော်တို့ပြလီဗာပူးနဲ့မှာဟာအကောင်းဆုံး best chance ပထမနှစ်မှာအကောင်းဆုံး best chance ဘန်းချန်နေမကြခြင်းအာဂွာယီပေါ်မှာပြီးတာကလော့ပေါ်မှာပြီးတာအဲ့ဒါတွေလည်းမလိုခြင်းဘူးဗျာသိလားဟိုလိုချင်တာကအဓိကဘာလဲဆိုတော့ fly ယူဖို့ဒါလောက်ပဲအဲ့တော့သူ့အနေနဲ့ဒီ transfer မှာလည်းကျွန်တော်တို့အနေနဲ့ဘာမှမခံစားဘူးဘာဖြစ်လို့လဲဆိုတော့အာတီတာကိုအရင်တော့အာဆင်ဝင်ကားက2004ဒီ invisible ရွှေ fly ရပြီးနောက်ပိုင်းကနေစပြီးတော့ သူထွက်သွားတဲ့2018အထိမှာဘာမှဖလားမရအောင်အဖရိကရတယ်ဖလားဆိုတာပရီးမီးယားလိဂ်နဲ့ချန်ပီယံလိဂ်ကိုပြောတာဗျာပရီးမီးယားလိဂ်မရအောင်အဲ့တော့ပရီးမီးယားလိဂ်မရတဲ့ပြဿနာကိုကျွန်တော်တို့ကတီးခတ်နေဆိုတော့ကွင်းသစ်စောက်ပြလိုက်တယ်သူ့ရဲ့ reasonable ကသူတုံးလိုက်တဲ့ net spam money တွေအတင်းမှကစားနေတာတွေဥမာဗျာကိုကွယ်လင်တို့နဲ့သိတယ်မလားအာတီတာရုနဲ့အာတီတာရုနဲ့ပဲကွင်းလည်းကစားပြီးတော့ top 4ဝင်အောင်လုပ်ပြခဲ့တာပဲတိုက်စစ်မှာဂျီရူးနဲ့ချိုင်းဟိုပိုဒေါစကီတို့ တည်ရမလားအကာဆိုလာတို့တည်ရမလားတဆင့်လို့ဗျာတည်ရမလားလုံးဝ top class ကြီးတွေဝယ်ပြီးလောက်တာမဟုတ်ဟာလေးတွေ ਨੇ Sanchez Barcelona အဆင်မပြေဘူးသူခေါ်သုံးပြသွားတယ်မာတီဆာကာတို့ Scott Coccioni တို့ Scuola C တို့အဲ့အဲ့လိုဟာတွေ ਨੇ လောက်တာဆိုတော့သူဟာတွေက reasonable ကြားဒါတော့သူတော်မှ enough is enough ဆိုပြီးကျွန်တော်တို့သူ့ကိုအောက်ခဲ့သေးတာပဲအခု Artita ဟိုကကြတော့ပိုကောင်းတယ် Rice ဆိုရင် Rice ရတယ် Calafiori ရတယ် Morino ရတယ်သူလိုချင်တာတွေလीတည်ရမလား သူကိုယ်တမဒီယာမကြိုက်ဘူး play from back အကုန်လုတ်ပေးတယ်အကုန်ဖြုတ်တက်ဆင်ပေးထားပြီးပြီအဲ့တော့သူ့အနေနဲ့ဒီတိုက်စစ်မှုမရှိတာသူလိုချင်တာလားသူမလိုချင်တာလားအဲ့ဒါတော့စိတ်ဝင်စားတော့ဘယ်နည်းပြမှဗျာပြည့်စုံတဲ့ perfect team တစ်ခု all star ဆန်ဆန်နဲ့ကိုစိတ်ကြိုက်လောက်ရမယ်လို့တော့မထင်ဘူးဘယ်နည်းပြမှရှိတာနဲ့လှအောင်လုပ်သွားတာကြီးပဲလို့ထင်တယ်ဗျာအဲ့တော့အဲ့တော့သူ့အတွက်ကကြတော့ကျွန်တော်ကတော့ဒီလောက်ဆိုလို့ရှိရင်တော်လောက်ပြီလို့ထင်ပါတယ်